အားလုံးမင်္ဂလာပါရှင်အဲကျွန်မပေါ့နော်ဒီ2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာပြည်သုံးလုံးပါတီလို့လူသိများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုဘာကြောင့်မဲပေးတဲ့နာလဲဆိုတဲ့ချက်လက်တွေကိုရှင်းလင်းတင်ပြနေတာဖြစ်ပါတယ်ဒီတတိယချက်နေနေတော့ပေါ့နော်ကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီဟာလူသားချင်းစာနာမှုအထောက်ပံ့နဲ့ပြိပခလွန်ပြန်လည်ထူထောင်ရေးကိုအာယုံစိုက်ပြီးတော့မှဆောင်ရွက်သွားမယ်ပါတီဖြစ်ကြောင်းကျွန်မရှင်းလင်းတင်ပြခြင်းပါတယ်ရှင်။နောက်ကျွန်တော်တို့ပေါ့နော် အဲကျွန်တော်တို့မြန်မာနိုင်ငံဟာပြိပက္ခတွေခန်းစားနေရတယ်လက်နက်ကင်ပြိပက္ခခန်းစားနေရတယ်အဲအဲ့ဒါကြောင့်မလို့ဒီစစ်ဘေးရှောင်တွေရှိနေတယ်တိုက်ပွဲရှောင်တွေရှိနေတယ်အဲဒါတွေဖြစ်နေတယ်နောက်စစ်ဘေးရှောင်တွေတိုက်ပွဲရှောင်တွေရဲ့ဘဝတော်တော်လေးကိုခက်ခဲကြမ်းတမ်းပါတယ်နောက်ကိုယ်အိမ်ကိုယ်ရာကိုဆွန့်လွတ်လာရတယ်နောက်ကိုယ်အိမ်ကိုယ်ရာနောက်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုယ်လုပ်နေကြဝင်ငွေရရှိတဲ့လုပ်ငန်းတွေကိုဆွန့်လွတ်လာရတယ်နောက်တနေ့တစ်ရက်ကိုရွှေ့ပြောင်းပြီးတော့မှ တစ်ကနေစပြီးပြန်လဲထူထောင်ကြရတာပေါ့နော်။နောက်နောက်တစ်ခုကကြတော့သားသမီးတွေပေါ့ရှင်။သားသမီးတွေကလည်းအဲចောင်းကိုចောင်းထွက်လာရတယ်။နောက်ကိုနေနေကြကိုကိုရဲ့ဇာတိမှာရှိတဲ့အចောင်းကိုထွက်လာရပြီးတော့မှမိဘနဲ့ရွှေ့ပြောင်းပြီးတော့မှအကြောင်းပြန်အကြရတယ်ပေါ့နော်အဲ့လိုအကြရတဲ့အချိန်မှာတချို့လဲမိဘအဆင်မပြေတော့တဲ့အချိန်မှာအကြောင်းမအပ်တော့ဘဲနဲ့အကြောင်းကနေပြီးတော့မှ အဲကြောင်းထွက်လိုက်ရတာပေါ့เนาะဒါမျိုးလူငယ်တွေလည်းအများကြီးရှိနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့စစ်ဘေးရှောင်ပေါ့เนาะစစ်လက်နက်ကင်ပြိပခါကြောင့်ဖြစ်ပွားရတဲ့တရားပြိပခါဘေးဖြစ်ပါတယ်ရှင့်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံအဆင့်ပေါ့เนาะနိုင်ငံအဆင့်အဲတဘာဝဘေးတွေလည်းကျွန်တော်တို့ခန်းစားခဲ့ရပါတယ်။၂၀23ခုနှစ်မေလ14ရက်နေ့ဆိုလို့ရှိရင်မောခမုံတိုင်းတိုက်ခတ်ခဲ့တယ်။၂၀24ခုနှစ်စက်တင်ဘာလမှာ အာကျွန်တော်တို့ဒီဗီယက်နမ်တို့ဟိုင်နန်ကျွန်းတို့ပေါ့နော်တရုတ်ပြည်ရဲ့ဟိုင်နန်ကျွန်းတို့ဗီယက်နမ်တို့အဲအဲ့ဒီဘက်မှာတိုက်ခတ်တဲ့ယာကီမုံတိုင်းကြောင့်မလို့ကျွန်တော်တို့ဟိုရှမ်းပြည်နယ်ကနေရှမ်းပြည်နယ်အရှေ့ပိုင်းပေါ့နော်ရှမ်းပြည်နယ်အရှေ့ပိုင်းကနေတဆင့်ရှမ်းပြည်တောင်ပိုင်းအဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေပြည်တော်ဘက်အထိပေါ့နော်ဟိုတိုင်းနယ်ပြည်နယ်တော်တော်များများမှာရေကြီးရေလျှံမှုမြေပြုံမှုတွေခံစားခဲ့ရတယ်အဲပြီးလို့ရှိရင်တော့2025 အဲမတ်လ28ရက်နေ့မှာမန္တလေးငလင်ကြီးကျောင်းမလို့ပေါ့နော်။အိုးအိမ်တက်တာတိုက်တာတွေပြိုပြက်တယ်။အဆောက်အဦတွေဆေးရုံတွေကျောင်းတွေအစသဖြင့်ပြိုပြက်တယ်။လမ်းတွေပြက်တယ်။ဒရားတွေပြက်တယ်။အဲလူတွေရဲ့အသက်အိုးအိမ်စီးစိမ်ဆုံးရှုံးရတယ်။အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီထိခိုက်ဒဏ်ရာရကြတာတွေလည်းအများကြီးရှိကြတာပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြိပခဘေးရောငလျင်တံဘေးရောခန်းစားခဲ့ကြရတဲ့ဒီကျွန်တော်တို့လက်တလုံးမှာခန်းစားနေကြရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ငလျင်နဲ့ပြိပက မေးတံတက်ရောက်မှုခံစားနေရတဲ့ဒေသများမှာကျွန်တော်တို့လူသားချင်းစာနာမှုအထောက်ပံ့နေကိုကျွန်တော်တို့ထိရောက်စွာဆက်လက်ပြီးတော့မှပံ့ပိုးကျင်တာဖြစ်ပါတယ်။နံပါတ်၁ချက်ကနံပါတ်၂ချက်ကတော့ဒေသခံနဲ့ရမိရဖများအကူအညီနဲ့အထောက်ပံ့အစီအစဉ်များကိုတိုးချဲ့ပံ့ပိုးကျင်တာဖြစ်ပါတယ်ရှင့်။တော့အဓိကကတော့အစိုးရကနေပံ့ပိုးတာဖြစ်ကောင်းဖြစ်မယ်။နိုင်ငံတကာကပံ့ပိုးတာအထောက်ပံ့ကူညီတာဖြစ်မယ်။ဒါမှမဟုတ်လို့ရှင့်နိုင်ငံတကာဒေါ်နာတွေပေါ့နော်။နိုင်ငံတကာအလှူရှင်တွေကနေပြီးတော့မှ အဲကျမတို့ဒီအစိုးရမဟုတ်တဲ့အရက်ဖက်အဖွဲ့အစည်းတွေကနေတဆင့်ပရဟိတအဖွဲ့အစည်းတွေကနေတဆင့်အဲကျမတို့ဟိုဟိုထောက်ပံ့တာဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့လိုထောက်ပံ့တဲ့အချိန်မှာဒေသခံရမိရဖတွေနဲ့ပူပေါင်းပြီးတော့မှကျမတို့ဆောင်ရွက်ပြီးတော့မှဒီထောက်ပံ့ရေးအစီအစဉ်တွေထိရအောင်ကျမတို့ဆောင်ရွက်ပြီးတော့မှဒီပြည်သူလူထုနဲ့အစိုးရချားမှာကျမတို့ယုံကြည်မှုတည်ဆောက်ချင်တာဖြစ်ပါရှင့်အစိုးရနဲ့ပြည်သူနဲ့အတူလက်တွဲဆောင်ရွက်ပြီးတော့မှအဲဒီယုံကြည်မှုတည်ဆောက်ချင်တာဖြစ်ပါတယ် နောက်တစ်ခုကရက်ရွာလူတို့ပါဝင်မှုပေါ့နော်ပစ္စည်းတွေအမှချက်ပြုတ်ကျွေးမွေးမယ်ဆိုလို့ရှိရင်လည်းရက်ရွာလူတို့ကိုယ်တိုင်အချက်ပြုတ်တာဒါမှမဟုတ်လို့ရှိရင်လည်းပစ္စည်းတွေဝင်ငှရတယ်ဆိုလို့ရှိရင်လည်းရက်ရွာလူတို့ကိုယ်တိုင်ပါဝင်တာပြီးလို့ရှိရင်ကျွမ်းကျင်မှုတွေပေါ့အဲကျွမ်းကျင်မှုတွေဆိုတာကျမတို့ကလမ်းလမ်းတွေပြန်ဆောက်ရမယ်အဲလမ်းနေပြန်ဖောက်ရမယ်တရားတွေပြန်ဆောက်ရမယ်လမ်းနေပြုတ်ပြန်ရမယ်အဲပြီးလို့ရှိရင်သာသနိကအဆောက်အုံတွေရှေးဟောင်းအမွေနစ်တွေကျမတို့ပြန်ပြီးထိန်းသိမ်းရမယ်ဒီလိုမျိုးလုပ်ငန်းတွေမှာအ အကျွန်မတို့တင်နန်းနေပေးပြီးတော့မှရရွာလူတို့ပါဝင်ပြီးတော့မှရရွာလူတို့ရဲ့အလောက်ကန်ရရှိရေးပေါ့နော်ကျွမ်းကျင်မှုရရှိရေးအလောက်ကန်ရရှိရေးတစ်ချိန်မှဒီလိုအလောက်ကန်လောက်ရာအနေတစ်စင်းကျွန်မတို့စီးပွားရေးလုပ်ငန်းရှိအသေးလေးတွေဖြစ်လာပြီးလို့ရှိရင်အဆောက်လုပ်ရေးလုပ်ငန်းရှိအသေးလေးတွေဖြစ်လာပြီးတော့ sub contract ယူနိုင်တဲ့အဆင့်ထိပေါ့နော်အဲဒါမျိုးလေးတွေကျွန်တော်တို့အကောင့်ထက်ပေါ်သွားချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမတို့ခုနပြောခဲ့သလိုပါပဲရှင်လူသားချင်းစာနာမှုအကူအညီများ ਨੇ နော်ပြည်သူလူထုနဲ့ အချင်းချင်းပြည်သူလူထုအချင်းချင်းပြည်သူနဲ့ဆိုးရပေါ့နော်အတမတော်နဲ့ပြည်သူပေါ့နော်ကျမတို့အချင်းချင်းအယုံကြည်မှုတိဆောက်တာယုံကြည်မှုတိဆောက်ပြီးတော့မှပြန်လည်ရင်ကြားစေရေးဆောင်ရွက်ချင်တာဖြစ်ပါတယ်ရှင်အင်္ဂလိပ်လိုတော့ကျမတို့က humanitarian trust building လို့ခေါ်ပါတယ်လူသားချင်းစာနာမှုအထောက်ပံ့ပေးရင်းနဲ့ကျမတို့ယုံကြည်မှုတိဆောက်ပြီးတော့မှစီးလုံးညီညွတ်တဲ့ အလူအဖွဲ့အစည်းတိဆောက်တာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့ပြိပက္ခများရှော့ချပြီးပြည်သူများလုံခြုံအေးချမ်းစွာနေထိုင်ရန်ဆောင်ရွက်မည်။เนาะအဲ့ဒါကတော့ကျွန်တော်တို့ပြိပက္ခရှော့ချဖို့ဟာနိုင်ငံရေးနည်းလမ်းနဲ့လဲဆွေးနွေးရမယ်။ပြီးလို့ရှိရင်လက်နက်ကင်ပြိပက္ခတွေချုပ်ငိမ့်အောင်လဲကျွန်တော်တို့အဲဒီလက်နက်ကင်ဒီဒီအကြမ်းဖက်မှုတွေပေါ့เนาะမရှိအောင်နိုင်ငံရေးအရာပြည်လည်မှုရှိအောင်လုပ်ရမယ်အပြင်ကိုကျွန်တော်တို့ကအဲ့ဒါအပြစ်ခတ်ရဆဲရေးတွေလုပ်ရမယ်ပြီးလို့ရှိရင်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီ အဲဟွာပေါ့နော်ဒီငိမ့်ချမ်းရေးကိုစောင့်ထိန်ပေးတဲ့တပ်မတော်အားကောင်းအောင် ပြီးလို့ရှင်ပြည်သူတွေရဲ့လုံခြုံရေးကိုဆောင်ရွက်ပေးတဲ့ရဲတပ်ဖွဲ့အားကောင်းအောင်ပေါ့နော်ကျမတို့ဆောင်ရွက်သွားခြင်းအပြင်အဲကျမတို့လူသားချင်းစာနာမှုအထောက်ပံ့တဲ့ပြည်ပခလွန်ပြန်လည်ထူထောင်ရေးကိုကျမတို့စတင်ချင်တာဖြစ်ပါတယ်ရှင်အဲ့ဒီအချက်ကြောင့်မလို့ကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးတင်ပါတယ်လို့ရှင်းလင်းတင်ပြချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင် PPP PPP